တရဲနဲ့ပတ်သက်ကြောက်စိတ်ဟိုတရဲတော့အဲ့လိုကြောက်တော့မကြောက်ဒါပေမဲ့အဲ့လိုနည်းနည်းတော့အဲ့လိုတယောက်တည်းဖြစ်ရင်တော့ခြောက်ရှားရဲ့စိတ်လေးပါတယ်အဲ့လိုနည်းနည်းတော့ရှိတယ်တွေးတွေးပြီးတော့မကြောက်ဘူးပေါ့အဲ့လိုမျိုးဟိုဘုံတိုင်းကြုံမယ်ဆိုလို့ရှိရင်တော့အဲ့လိုဟိုကြောက်ရင်လည်းကြောက်ကြောက်မှာပေါ့အဲ့လိုမျိုးအဲ့လိုတော့မကြုံဘူးလေမျိုးဒီမဟုတ်အဓိကတော့အဲ့လိုမျိုးလေတကယ်ဟိုတရဲခြောက်လို့ရှိရင်လည်းအဲ့လိုမျိုးဟိုလူရဲ့အများကြီးရှိတဲ့နေရာမှာခြောက်ခြောက်လို့ရှိရင်ညာဘာမှမဖြစ်ဘူးအဓိကတော့စိတ်ခြောက်ထားတာပေါ့ဟိုဟာအဲ ဟိုဟာတချို့နေရာကြောက်၆ချားအဲနေရာရောက်တော့ကြောက်ကြောက်တော့နည်းနည်းတော့တုံ့လှုပ်တာအဲ့လိုနာမည်အောင်စရမယ်တင်ပါဟုတ်ကျွန်တော်ကဆွမ်းလန်းညီပါဗျာအဲဒီပြန်ပြောရဆိုရင်ကားမှာကျွန်တော်ကသူရဆိုတဲ့ character အနေနဲ့ပြီးတော့ပုံဝင်သိပ်ဆောင်လာပါတယ်ဟုတ် အာကျွန်တော်ကတော့ကောင်းမြတ်နေရာနေပြီးတော့ပါဝင်တရားဆောင်လာပါတယ်ဒီလိုပါတော့ချက်တင်တဲ့တက်နေတဲ့တင်တဲ့သားတယောက်ကြီးရောပြီးတော့ဒီအောင်ကြီးတို့ရောဘာလို့ရောအာပြီးတော့ပေါအောင်ရထိုက်တို့ပြီးတော့စုတ်ကကျော်တို့နဲ့အဲငွေငယ်ချင်းတွေငွေငယ်ချင်းတွေပေါ့ဟုတ်ဒီထဲမှာကျွန်တော် character ကြတော့ကျွန်တော်ကအဲပြောမယ်ဆိုရင်ဒီငွေငယ်ချင်းတွေနဲ့ဆိုတာငွေငယ်ချင်းဖြစ်တဲ့အတွက်အဲကျွန်တော်တို့တွေကအဲ့လိုမျိုးပုံမှန်ကျွန်တော်ဒီ အခုဒီခေတ်မှာ ဖြတ်တန်းနေရတဲ့လူငယ်တွေလိုပဲပေါ့နော်အဲကျွန်တော်တို့အလုပ်လုပ်အလုပ်တွေလုပ်ရရှိရဲသူလိုဆိုတော့အလုပ်လုပ်ရရှိသွားရဲပြီးညနေချိန်ကျွန်တော်တို့လက်ပိတိုင်းထိုင်နေဂိမ်းတွေစောကြရဲအဲအဲ့လိုအဲ့လို character ဖြစ်တယ်အဲ့လို character ပြီးတော့စိတ်ဆိုရင်လည်းအဲ့လိုကျွန်တော်ကအဲ့လိုမျိုးဒီပြောပြရမယ်ဆိုရင်ဟိုစံထားတဲ့ဒီရောက်ရှိရမှာအဲကျွန်တော်အဖေပေါ့နော်အဲကျွန်တော်ကျွန်တော်အဖေနဲ့မျိုးလည်းရန်ချစ်တယ်ပြီးရင်အမအမကျွန်တော်ကအဲ့လိုကျွန်တော်အဖေရဲ့ ပုံစံလေးစိတ်တွေကိုအရင်သဘောကျပြီးတော့မှ idol အနေနဲ့ထားတာပေါ့နော်ဟိုပါလေဒီကကြတော့ဟိုပုံမှန်ကျွန်တော်တို့ဟိုဒီ ဖြစ်နေတဲ့အရာတွေပဲအဲ့လိုမျိုးကျွန်တော်တို့ဆိုလို့ရှိရင်ကိုခက်ခဲတဲ့ကိုရှိတယ်အပြင်မှာလည်းကိုခက်ခဲတဲ့ကိုရှိကြတယ်အဲ့အဲ့လိုမျိုးမှာ horror vibe လည်းပါမယ် thriller အဲ comedy လည်းပါမယ်ပြီးတော့ romance drama ပြီးတော့ drama တွေပါမယ်အဲ့အဲ့ဒါတွေနဲ့ပြီးတော့ဇလန်ဟိုကျွန်တော်ဇလန်က3မျိုးပါတယ်ပေါ့3မျိုးပေါ့မှာ အဲတမျိုးနဲ့တမျိုးကိုပြန် link ပြန်သွားပြီးတော့အဲ့လိုမျိုး သွားရဇလန်းလေးဖြစ်တယ်အဲပြီးတော့ဟို character အနေနဲ့ဆိုလို့ရှိရင်တော့အာကိုဝင်းကကျွန်တော်ကျွန်တော်ဒီပြန်မပြောရ driver ကအာကျွန်တော်တို့မရိုက်ခင်တည်းကကျွန်တော်တို့အကြာကြီးသူဟိုလေးလာထားတယ်အကျွန်တော်တို့ရဲ့အားနဲ့ချက်တွေရောအားတာချက်တွေရောသူကိုတည်တယ်ပေါ့ဆိုတော့သူနဲ့ဟို script reading တွေကကျွန်တော်တို့တန်တိုင်းမြင်နေတယ်အာသွားပြစ်တယ် အာဒီနေရာဆိုလို့ရှိရင်ကျွန်တော်ကင်မရာ test တွေရောလုပ်တဲ့ချိန်ကြလို့ရှိရင်ဒီနေရာဆိုလို့ရှိရင်ပူတယ်လူတယ်ဆိုတဲ့ဟာတွေလည်းသူထိမ့်ညှိပေးရပေါ့ တော့အရင်ရောအခက်ခဲတော့မရှိပါဘူးဟုတ် training လည်း training လည်းတော်တော်ဝင်လိုက်ရဟုတ်음တရဲနဲ့ပတ်သက်ကြောက်စိတ်ဟိုတရဲတော့အဲ့လိုကြောက်တော့မကြောက်ဒါပေမဲ့အဲ့လိုနည်းနည်းတော့အဲ့လိုတယောက်တည်းဖြစ်ရင်တော့ခြောက်ခြားရဲ့စိတ်လေးပါတယ်အဲ့လိုနည်းနည်းတော့ရှိတယ်တွေးပြီးတော့မကြောက်ဘူးပေါ့အဲ့လိုမျိုးဟိုဘုံတိုင်းကြုံမယ်ဆိုလို့ရှိရင်တော့အဲ့လိုဟိုကြောက်ရင်လည်းကြောက်ကြောက်ပါဘောအဲ့လိုမျိုးအဲ့လိုတော့မကြုံဘူးလေအဲ့လိုမျိုးဒီမဟုတ်အဓိကတော့အဲ့လိုမျိုးလေတကယ်ဟိုတရဲခြောက်လို့ရှိရင်လည်းအဲ့လိုမျိုးဟိုလူတွေအများကြီးရှိတဲ့နေရာမှာခြောက်ခြောက်လို့ရှိရင်ဘာမှမဖြစ်ဘူးအဓိကတော့စိတ် ချောက်ချားတာပေါ့ဟိုဟာဟိုဟာတချို့နေရာကြောက်ချောက်ချားအဲနေရာရောက်ရင်ကြောက်ကြောက်တော့နည်းနည်းတော့တုံ့လောက်တာအဲ့လောက်အဲ့လိုမျိုးအဲ့လိုမျိုးတော့မရှိဘူးအဲ့လိုဟိုဟာတိတ်အယူမတီးလို့ထင်တယ်အဲ့လိုမျိုးအရာကြီးတော့တိတ်ပြီးတော့မကြောက်ဘူးဟိုနည်းနည်းချောက်ချားစရာနေရာလောက်ပဲကြောက်အောင်ကြောက်တာဒီတိုင်းကြီးတော့အဲ့လိုမျိုးတွေးတွေးပြီးလဲမကြောက်မကြောက်ဘူး ာကျွန်တော်လေဒီပြန်မပြောကအဖွဲသားရဲ့ပုံကိုတင်းတစ်ခုလုံးကလေကက်စတီရောပေါ့ကျွန်တော်ကက်စတီဆိုလို့ရှိရင်လည်းမပါရရကျွန်တော်မပါရရတွေဆိုလို့ရှိရင်လည်းသူ့ကိုသွားဆပူတယ်သူမပါရရတွေဆိုလည်းကျွန်တော်တို့ပြန်လာဆပူကြတယ်အဲ့လိုဆိုတော့ဟိုပင်မန်းလို့ပင်မန်းမန်းလည်းမသိဘူးဟိုပျော်ပျော်ပါးနဲ့ပဲအလုပ်တွေလုပ်စူးစမ်းရင်းနဲ့ပဲပြီးပြီးဆုံးသွားတာဟုတ်အမှန်တိုင်းနောက်ဆုံးဝီကန်နေ့တော့မှနော်ရိုက်ကူးရေမပြီးကျင်သေးအခုတော့မှမရိုက်ကျင်နေသေးတာ ဖို့လေဟုတ်တယ်သူပြောခဲ့ဆိုပါပဲအဲ့လိုမျိုးကျွန်တော်တို့အဲ့လိုမျိုးကိုမပါပေမဲ့လည်းတောင်လိုက်တော့ support သွားလှုပ်ရင်းနဲ့ပဲအဲကျွန်တော်တို့အခက်ခဲတွေလည်းတူတူဖြေရှင်းကြရတယ်အဲပြီးရင်ဘလိုလေးဆိုဘလိုပူကောင်းနေဆိုတာလည်းအကြံပေးဖြစ်တိုင်ပင်ဖြစ်ကြရတယ်ဆိုတော့ပြီးတော့ training လည်းရှိမှအကုန်လုပ်ထားပြီးသားဆိုတော့ ခက်ခဲမရှိတော့အောင်မြင်တော့ဒီကပြီးဆုံးသွားတော့ရဲရဲရောလိုမျိုးကြီးဟိုတိတိတသာကွာွားတာမျိုးတော့မရှိပါဘူးပြီးတော့အဓိကတော့လေဟို series ဖြစ်ဖြစ်ရုပ်ရှင်ဖြစ်ဖြစ်ကတော့ဟိုကိုဒီတာဝန်ယူရတဲ့ character အပေါ်မှာအဲနည်းနည်းရိုးရိုးသားသားနဲ့ဟိုလိုမျိုးတကယ်ကျွတ်ကျွတ်သားသားဟိုလှုပ်ဖို့လိုလို့ပြီးတော့နောက်အဲကိုကို character ဘယ်လိုမျိုးရှိလဲဒီ character development ကဘယ်လိုမျိုးသွားလဲအဲအပေါ်မှာပဲအဲဆုံးဖြတ်ပြီးသွားဆိုရု ုပ်ရှင်ကတော့နည်းနည်းလေးအချိန်ကတူတော့လေ character ဟိုဟုတ်တယ် character ပြုတ်ပို့လို့ရပြီတော့ character development လုပ်တဲ့အချိန်တွေမှာဆိုလို့ရှိရင်လည်းတချို့ဟာတွေဆိုခုံ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 ဝါးတဲ့ဟာတွေကိုလိုက်ဖန်ရတဲ့ဟာဆိုတော့နည်းနည်းတော့ series ကတော့ငြိမ်ပြီးသွားတာပေါ့ဟိုဟာကြရုပ်ရှင်ကြတော့ character development တွေကဒီလိုခုံ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 တာတွေပါညံတော့လေအဲအဲ့ဒါပါပဲအရင်ကြီးတော့ကွာတိတ်တော့မရှိဘူးအဲ့တော့ပဲညိရဟုတ်ကဲ့ပါအာကျွန်တော်ဒီပြန်ပြောရုပ်ရှင်ကားဆိုရင်ကျွန်တော်ဒါအခုလူငယ်တွေအကုန်လုံးပေါ့နော်စုပြီးတော့အတူတူစူးစမ်းထားတဲ့ကားလေး နေဖြစ်တယ်ပြီးတော့အခုလာမဲ့ဒီတောက်ကြံနေ9ရက်နေစပြီးတော့လေဒီမြန်မာတိုင်းနိုင်ငံလုံးမှာယုံတင်တော့မှာเนาะအဲ့တော့ ဒါကျွန်တော်ရုံငားပြရတဲ့ရုပ်ရှင်ကားလေးဖြစ်တဲ့အတွက်အဲကျွန်တော်တို့ကိုအဲလိုအဲ9ရက်8ရက်လုံးပေါ့နော်အဲ3ရက်လုံးမှာနောက်မှကြည့်မယ်တောက်ကြစနေတင်းကလေးနောက်မှကြည့်မယ်ဆိုရင်မလုပ်ပဲနဲ့အဲကျွန်တော်တို့ support ပေးမှလည်းကျွန်တော်နောက်ပတ်နောက်ပတ်တွေဆိုအဲလိုရုံတင်ရရမယ်ကားလေးဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တစ်ချက်လောက်ဝိုင်းပြီးတော့ support ပေးကြပါဦးလို့ဒီတိုင်းရခံပါတယ်ဟုတ်ကဲ့ပါဟုတ်ကျွန်တော်တို့ဒီဟိုဟာအောင်းရင်းပြောသလိုမျိုးပဲပေါ့ဟိုကျွန်တော်တို့9ရက်နေ့ကြာလို့ရှိရင်ရုံတင်ရမှာဆိုအဲ9ရက်နေ့တော ောက်ကြာစနေတနင်္ဂနွေခွန်ရှစ်ကိုကတော့အရေးကြီးရအောင်အရေးကြီးဆိုအပရိသတ်တွေရုံပေါ်မှာရောက်မှကျွန်တော်ဒီကဆက်လက်ပြီးတော့ပြသမယ်ဟိုဖြစ်ဖြစ်နေတော့လေအဲအနေ့၃ရက်ကိုတော့အဓိကထားပြီးတော့လာပြီးတော့အားပေးကြပါလို့နောက်မှကြည့်မယ်ဆိုပြီးတော့မလုပ်ဘဲနဲ့ပြရတာနဲ့တခါလေတန်းကြည့်ပြီးခုကျွန်တော်ဒီကနေပြီးတော့ဖိတ်ခေါ်ပါတယ်လို့ပြောပါတယ်